နေ့ပေါ့လေကျွန်တော်ပြောချင်တာကတော့ဆိုကရတီရဲ့ပလီတိုရဲ့အရစ္စတိုတယ်ဆိုတဲ့အဲပညာရှင်ကြီးသုံးရှိခဲ့တယ်ရှိပြီးတော့သူတို့တွေကဆိုကရတီရဲ့တပည့်ကပလီတိုပလီတိုရဲ့တပည့်ကအရစ္စတိုတယ်အဲကျတော့သူတို့တော့မျိုးဆက်30ကသူတို့သူတ္တနာတွေသူတို့ရဲ့ပညာတွေကအဲတယောက်ပေါ်တယောက်နဲ့တယောက်ပြောင်းသွားပြီးတော့ တဲ့အချိန်မှာသူတို့ရဲ့အတွင်းခေါ်တွေကလည်းပို့ပြီးတော့ပြောင်းလဲတိုးတက်လာတာကိုတွေ့ရတယ်။အဲ့ဒီအကြောင်းလေးကိုဒီနေ့ရှင်းပြချင်ပါတယ်။ပထမဆုံးဆရာကြီးဖြစ်တဲ့ဆိုဆိုဂရတီကတော့ तू ကဘာကိုအဓိကထားခဲ့တယ်လဲဆိုတော့ကိုချင်းတိတ်ခါကိုအဓိကထားတဲ့အားလေနောက်တစ်ခါကဒီကျွန်တော်တို့ဒီအသိပညာပေါ့ညာလင်းဆိုတဲ့အဲ့ဒီ အဝိဇ္ဇာမဖြစ်အောင်အင်္ဂလိပ်ရော ignorance ပေါ့ ignorance ဖြစ်တယ်ဆိုရင် ပြောရင်တော့လောကကြီးကဟိုတေတာနဲ့မထူးဘူးဆိုတဲ့သဘောအဲ့ဒါကြောင့်ဟိုသူကညာအလင်းဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုတော့အီဘူးရတော့ knowledge လို့သုံးကြတာများတာပေါ့လေသူကညာအလင်းရှိမှသာလေအဲ့ဒီလူဟာတကယ်ပျော်ရွှင်မှုရနိုင်တယ်ဆိုတဲ့အယူအဆပေါ့အဲ့တော့ဆိုရာကိုပြောခဲ့တယ် နောက်တစ်ခါဒီဟွာကြတော့ဒီသူ့ရဲ့ရဲ့တပည့်ဖြစ်တဲ့ပလီတိုကြတော့လေဟိုအရာရာတိုင်းမှာပုံတရံနေဆိုတော့ form ဆိုတဲ့ဟာတွေရှိပြီးတော့အဲ့ဒီ form တွေရဲ့အပေါ်လေအရေးပါမှုကိုသူကအဓိကထားခဲ့တယ်ဟလာသူကလည်းလည်းပြောရရင်တော့သူ့ဆရာ ပြောခဲ့တဲ့ပုံမှာမူတည်ပြီးတော့အာ तू ဆရာတင် जा ပို့ချတာဟာတွေကို तू ကပို့ပြီးတော့လူတွေနားလဲပြောတယ်ခုနကဟိုဉာဏ်ပညာဆိုတာဘလောက်ဒီအရေးကြီးတယ်လဲဆိုတဲ့ဟာကိုမှောက်ကူရေးထဲမှာရှိတဲ့အချင်းကြခံနေရတဲ့အချင်းသားတွေလို့ဟိုမဖြစ်ဖို့လိုတယ်ဟာလာဒီဒီလောကကြီးတဲ့အဲတဘာဝလောကကြီးတဲ့နေရဲ့အင်းအောင်ကိုရမှာအဲ့ဒီနေရဲ့အင်းအောင်ကလည်းညာလင်းရမှာဆိုတဲ့အယူအဆเนาะ အဲ့ဒီလိုမျိုးကိုဟိုသူကပြောခဲ့တယ်အဲအဲ့ကြတော့ပညာဟာပုံတမိုးဟိုကြီးတဲ့အတွက်နောက်ဆုံးမှာနိုင်ငံကိုအုပ်ချုပ်တဲ့သူတွေတောင်းပညာတတ်တဲ့သူတွေကပဲအုပ်ချုပ်တင်နေဆိုတဲ့အယူဆကိုပြောရင်တော့ပလီတိုကကပို့ပြီးတော့လေးလေးနဲ့တီးကြပြောခဲ့တာအဲ့ကြတော့သူ့တပည့်ဖြစ်လာတဲ့နောက်မျိုးဆက်တက်တက်မျိုးဆက်ဖြစ်လာတဲ့ အဲအရစ္စတိုတယ်ကြတော့သူကဘာဟိုပို့ပြီးတော့ဟိုနည်းနည်းပလေတိုနဲ့နည်းနည်းကွာခြားလာတယ်လေလို့ပြောရရင်အဲနောက်တစ်ခါဒီဆိုကရတီနဲ့လည်းဘလို့ကွာခြားတယ်လေဆိုဆိုတီဆိုကရတီကခုနကပြောလို့ပဲအတွင်းစိတ်ကိုပဲအဲဟိုဟာပေါ့တန့်စင်ဖို့စင်ကြယ်ဖို့ဆိုတာကိုဟိုအရန်ဥစားပေးခဲ့တယ်အာပေးပြီးတော့ဂျန်တဲ့ဟာတွေကို ဟိုပြောရင်တော့ဟိုမကြည့်နိုင်ငယ်ဘူးပေါ့လေဒါပေမဲ့လည်းခုနကသူ့ရဲ့ထူချက်ချက်ကဆိုဂရတီရဲ့ထူချက်ချက်ကမေးတဲ့မေးခွန်းတွေကိုသူတင်နာလုပ်တဲ့ဟာကမေးခွန်းတွေမေးပြီးတော့အဲ့ဒီအပေါ်ကနေပြီးတော့အော်ဒီပฏิပက္ခဖြစ်နေတဲ့ပေါ့ dialect dialectic ဖြစ်နေတဲ့ဟာတွေကိုကြည့်ပြီးတော့အဲ့တော့အဖြေရှာတဲ့နီးနီးဖြစ်တဲ့အတွက်ကျွန်တော်သိပ္ပံပညာရဲ့ ဒသနကဗေဒရဲ့ပညာရဲ့အစလို့ပြောလို့ရတာပေါ့အဲကြတော့ခုနပြောသလိုပဲသူတပည့်ပလေတိုကတော့ပိုအဆင့်မြင့်ပြီးတော့ပညာဆိုတာကပိုအရေးကြီးတယ်ဆိုတဲ့ဟာကိုပြောလာတယ်နောက်တစ်ခါတတိယမျိုးဆက်ဖြစ်တဲ့အဲအရစ္စတိုတယ်ကြတော့သူကဟိုတဘာဝတွေကိုဟိုပို့ပြီးတော့လေ့လာလေလေ့လာပြီးတော့လက်တွေ့အဲအဲစမ်းဟိုပါလက်တွေ့ကြည့်တယ် ဟိုအမြဲတမ်းဟိုဟာပေါ့ကျွန်တော်တို့အခုသူတေသနာရဲ့အစကအရစ္စတိုတယ်လို့တောင်ပြောလို့တော့ရပါတယ်သိပ္ပံပညာရဲ့အဲ့ကျတော့ तू ကအရာဝတ္ထုတွေကိုတေချာအအချိန်ကာလနဲ့အတိအကျနဲ့လိလာပိုင်းခြားခွဲခြားပြီးတော့အော် तू ကဟိုလုတ်ခဲ့တယ်ဆိုလိုချင်တာကတဘာဝလောကကြီးထဲမှာရှိတဲ့ကျွန်တော်တို့ဟိုတရဝါတွေပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ် အဲဟိုလေ့လာပြီးတော့ဟိုသိပ္ပံပညာရဲ့အစဟိုသူတေသနာအစလို့တောင်းအောင်သူကပြောလို့ရတာပေါ့လေအဲ့ကျတော့ဒီအရစ္စတိုတဲကတော့နောက်ပိုင်းဘာထူးကြလာလဲဆိုတော့ခုန logic ဆိုတာဟိုလေသူကပို့ပြီးတော့သူဆရာကြီးတွေပြောခဲ့တဲ့ပုံမူတည်ပြီးတော့ logic အတတ်ပညာကိုပို့ပြီးတော့အော်တီထွင်းလာခဲ့တယ်ပေါ့အဲ့တော့ logic ဆိုတာကအဲ့တော့ ကျွန်တော်တို့တို့တကယ်ကျတော့မြန်မာနိုင်ငံမှာလည်းဒါမျိုးတွေကဟိုအတွေးတွေကဗုဒ္ဓရဲ့အတွေးခေါ်တွေကရှိတဲ့လောက်တော့ရှိဟိုရှိခဲ့ပြီးသားပါအာကျွန်တော်တို့တွေတွေဟိုနှိုင်းရှင်မကြည့်ခဲ့ပြီလို့ဖြစ်လိမ့်မယ်လေအဲကျတော့ဒီ socrative ပြောခဲ့တဲ့ logic ဆိုတာကတော့ဥမာကအဲသူကဘယ်လိုပြောလဲဆိုတော့အာ အရစ္စတိုအရစ္စတိုတဲကပေါ့လေဒီခုန logic ပညာကိုဘယ်လိုပြောခဲ့တယ်လဲအဲဆိုရင်တော့ဟိုဒီ socrates ဟာတဲ့အဲတေမျိုးဖြစ်တယ်အဲ့ကျတော့ဒီမေးခွန်းကိုမမေးခင်မှာအရင်ရှေ့မှာဘာပြောလဲဆိုတော့လူဆိုတာတေမျိုးဖြစ်တယ်အဲအဲ့ကျတော့လူဆိုတာတေတေမျိုးဖြစ်တယ် socrates ဟာလူဖြစ်တယ် ဒါကြောင့်မို့ဆိုကရတီဟာတေမျိုးဖြစ်တယ်ဆိုတော့အဲကျွန်တော်တို့ဒီဟိုပါညီကုန်းကိုကိုထွက်လာတော့သူကအဲ့ဒီလိုပုံမျိုးနဲ့ logic အတတ်ပညာကိုဟိုလုတ်ခဲ့တာကြောင့်ဟိုဒီ aristotle ကပြောရရင်တော့အခုကျွန်တော်တို့အခုလက်ရှိဒီကဘာကြီးမှာအသုံးပြုနေတဲ့တဲ့သူတေတနာတို့နောက်တစ်ခါဒီတတ္တပေဒါတို့ zoology လိုပဲဖြစ်ဖြစ်ပေါ့ အဲကျွန်တော်တို့ခန္ဓာဗေဒပဲဖြစ်ဖြစ်ဆရာဝန်ပညာတွေသုံးနေတဲ့အဲဟိုပညာပိုင်းတွေပဲဟိုဒီကောနောက်တစ်ခါကခုနကဒါဒါသနိကနဲ့နဲ့ပတ်သက်တဲ့ဗေဒနဲ့ပတ်သက်တာတွေလည်းအများကြီး तू ကပြောကြားသွားခဲ့ကြတယ်အဲကြတော့ဒီဆရာကြီးသုံးယောက်ကမျိုးဆက်30ဖြစ်ပြီလို့တစ်ဆက်က ပေးလိုက်တဲ့ဟာကိုနောက်တစ်ဆက်ကပို့ပြီးတော့အောင်မြင်အောင်လုပ်လာတယ်နောက်တစ်ခါတက်တဲ့ဆက်ကလည်းပို့ပြီးတော့တော့ထူးကြောင်ပို့အောင်မြင်အောင်ပို့ပြီးတော့မြင်အောင်တွေးလာနိုင်တယ်အဲ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေကအာပေါ့လေဒီလူငယ်တွေကိုပြောကျင်တာကလူကြီးတွေပြောခဲ့တဲ့ဟာတွေကိုလူငယ်တွေကပြန်ပြီးတော့အာတိုးတက်အောင်လုပ်ဖို့လိုပါတယ်လို့ပြောကြကျင်ပါတယ်